ကင်းပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ရွေးကောက်ပွဲမဲဆွယ်ပြီးနိုင်ဆိုင်ဘုတ်ကိုစုပ်ဖြဲဖြက်စီးခဲ့တယ်လို့ဆိုပြီးယောက်ျားလေးနှုတ်ကိုသက်ဆိုင်ရာကဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။နိုဝင်ဘာလရက်ကကင်းပြည်နယ်ဖအံမြို့အမှတ်နဲ့ရက်ကွက်အုတ်ချုပ်ရီမှုရုံးရှိလမ်းဘေးမှာစိုက်ထူထားတဲ့ပြည်သူ့ကြံခိုင်နဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဖန်အံမျိုးနယ်မဲဆန္ဒနဲ့ပြည်နယ်လှတော်ကိုယ်စားလှယ်လောင်းဖြစ်သူလက်ရှိကင်းပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးရဲ့ဓာတ်ပုံနဲ့စာသားပါဗေနိုင်းဆိုင်ပုံဟာစုပ်ဖြဲဖြက်စီခံခဲ့ရတယ်လို့သိရပါတယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရာအမတ်နေ့ရက်ကနေအသက်30အရွယ်ကိုထွန်းထွန်းဝင်းဆိုသူနဲ့အသက်15နှစ်အရွယ်မောင်ဖြိုးမင်းသက်ဆိုသူတို့ကိုရဲတပ်ဖွဲ့ကဖမ်းဆီးပြီးစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။၎င်းကဆက်လက်ပြီးမဲဆွယ်ပြီးနိုင်ဆိုင်ပုတ်ဖြစ်စည်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာက CCTV မှတ်တမ်းတွေကနေတစဉ်စုံစမ်းစစ်ဆေးကြတဲ့အခါမှာဖယံမျိုးအမှန်နဲ့ရက်ကွာမှာနေထိုင်တဲ့ထွန်းထွန်းဝင်းနဲ့ဖြိုးမင်းတန်းတို့နှစ်ဦးကျွလွန်ခဲ့တဲ့ထောက်ထားတွေတွေ့ရလို့သူတို့နှစ်ဦးကိုဖမ်းဆီးစစ်ဆေးပြီးတော့အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်လို့ပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး၎င်းတို့နှစ်ဦးကိုဖယံမျိုးမရဲစခန်းကပ125မြင်းဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ24ကကြီးအရအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။